ားလုံးမင်္ဂလာပါဆရာကားဆရာစင်ပါ grade 7သင်ကြားသင်ယူသင်များကိုမျှဝေသင်ကြားပေးပါမယ်ဆရာရဲ့မျှဝေသင်ကြားမှုလေးကနှစ်သက်တဲ့ကျောင်းတူတူတွေရရှိရဆိုရင် line subscribe လေးလုပ်သွားပြီเนาะအဲတော့ဆရာတို့ဒီနေ့လေ့လာရမယ့်သင်ခန်းစာက grade 7သင်ကြားနေ့ရဲ့အခန်းတိ1.0 rombat များဆောက်လုပ်ဆွဲထားခြင်းသင်ခန်းစာကိုလေ့လာရမှာဖြစ်ပါတယ်အဲတော့ဆရာတို့ဒီနေ့ရဲ့သင်ခန်းစာရဲ့ရည်ချက်လေးကလည်းပဲ rombat များဆောက်လုပ်ဆွဲထားတဲ့ပုံဖြစ်ပါတယ်ဟုတ်ပြီเนาะဒါဆိုရင်ဆရာတို့ rombat တွေကို ရွန်ဘတ်တွေအကြောင်းဆရာတို့လည်လာမှာဖြစ်တယ်ဒါဆိုရင်ဘလူပုံလေးကိုရွန်ဘတ်လို့ခေါ်လေဟုတ်ပြီနော်အဲ့တော့ဆရာတို့ပုံလေးတစ်ပုံဆရာဆွဲလိုက်ပါတယ်နာမည်ပေးလိုက်မယ် A B C D နာမည်ပေးလိုက်တယ်ဟုတ်ပြီနော်အဲ့တော့နာမည်ပေးလိုက်တယ်ပြီးတော့သူတို့ရဲ့အနားတွေအားလုံးညီဆရာတို့ဘာဖြစ်လဲဆိုတော့ညီတယ်ဟုတ်ပြီနော်အဲ့တော့ပြောရရင်တော့ဆရာတို့ student လေး student လေးကယိုင်နေတာပေါ့နော် student လေးယိုင်နေတဲ့ပုံကိုဆရာတို့ကရွန်ဘတ်လို့ခေါ်တယ်အဲ့တော့အနားအားလုံးအလျားတူညီတဲ့ student ကိုဘာလို့ခေါ်လဲဆိုရင် rumble လို့ခေါ်ပါတယ်အဲ့တော့ဒါသမီးတို့မဆုရေးမယ်ဆိုရင်ဟောဒီ rumble ပုံလေးဆွဲဆွဲပြီးသားရောက်ကမဆုလေးရေးပါပြီးသားရင်ဆရာတို့တောင်းပြန်မြင်းလေးတွေဆင်လိုက်မယ် b နဲ့ d နဲ့ဆင်မယ် a နဲ့ c နဲ့ဆင်လိုက်မယ်ဒါပြန်မြင်းတစ်ခုဖြတ်ရင်သူဖြတ်မြင်းနှစ်ချောင်းဖြတ်ရင်ဆရာတို့အမှတ်တမှန်ရတယ်သူ့ကိုဆရာက o လို့ပေးလိုက်မယ်အဲသူတို့တွေဒီပါဖြစ်လဲဆိုတော့ down man ကြပြီးတော့ထွက်ဝဲပိုင်းနေ အကြောင်းဆရာတို့ကတောင်ဖြတ်မြင်းလေးတွေ run back မှာဆိုရင်တောင်ဖြတ်မြင်းနေသည်တစ်ခုကိုတစ်ခုတောင်းပန်ကြပြီးတော့ထက်ဝက်ပိုင်းနေဟုတ်ပြီနော်ပြီးတော့ရင်ဆရာတို့တွေလက်တွေ့စမ်းသပ်ချက်လေးတွေနဲ့ဆရာတို့တွေသူ့ရဲ့ကွန်တက်တီတွေအဲထုတ်ပေါ်ကြမယ်ဟုတ်ပြီနော်ဒါဆိုရင်တောင်သမီးတို့ run back ဆိုတာဘယ်လိုအောင်ခေါ်လဲဆိုတာနားလည်မယ်လို့ဆရာယုံကြည်ပါတယ်ဒါဆိုရင်ဆရာတို့ဆရာတို့စမ်းသပ်ချက်လေးတွေစပြီးတော့လေ့လာရအောင်ပါခဲဒါဆိုလေ့ကျင့်ခန်းသွားရအောင်အဲ့တော့လေ့ကျင့်ခန်းက1.4က number 2 ရွန်ဘန် ABCD တွင်နဲ့တောင်းချမ်းမြေ AC နဲ့ BD တို့သည်အမှတ် online တွေ့ဆုံသည်ဒါဆိုခုနကဆရာတို့နမူနာဆွဲလိုက်တဲ့ပုံလေးလို့လက်တွေ့ပြုလုပ်ပြီးတော့ဖြေဆိုမှာဒါဆိုဆရာတို့ကဆန်တက်ချစ်တွေလုံးဟုတ်ပြီနော်ဒါဆိုရင်ဒါတို့တမီးတို့ဆရာနဲ့အတူတူလက်တွေ့လိုက်လုပ်ရအောင်ပါစာရွက်အလော်လေးတပြည့်ယူလိုက်ပါအဲ့တော့ဆရာတို့ရွန်ဘန်ပုံလေးဆွဲလိုက်ပါမယ်အနာလုံးအလျားတူမယ်အဲ့တော့ ABCD အဲ့တော့ပုံလေးတစ်ပုံဆွဲလိုက်ပါ ဒါတို့သမီးတော့အတိုင်းဒါလေးမိမိနှစ်သက်တဲ့အတိုင်းဒါလေးနဲ့ဆွဲပါအဲ့တော့4 cm ဆို4 cm ဟောပြီเนาะဒေချာတိုင်းပြီးတော့ဆွဲပါပြီးသွားရင်နာမည်ပေးလိုက်ပါပုစာမှာမိကုံးမှာ ABCD လို့ပြောတဲ့တွင်ဆရာတို့ ABCD နာမည်ပေးလိုက်မယ်ပြီးသွားရင်တောင်ဖြတ်မြင်းက EC လို့ပြောတယ်အမြင်မြင်က AC လို့ပြောတဲ့အတွက် A နဲ့ C နဲ့ဆက်ပြီးမယ်ပြီးတော့ BD လို့ပြောတဲ့အတွက် B နဲ့ D နဲ့ဆက်မယ် အဲ့တော့ b နဲ့ d နဲ့ဆက်မဲ့ e နဲ့ c နဲ့ဆက်မဲ့သူတို့နှစ်ခုဒီအမှတ်ဥမာတွဲဆုံတယ်လို့ပြောတဲ့အတွက်သူတို့အမည်နှစ်ကြောင်းဖြတ်တဲ့နေရာကို o လို့နာမည်ပေးလိုက်မယ်။ဟောဒါဆိုရင်ဆရာတို့မေကွန်လည်းဖတ်ပြီးပြီသူပြောတဲ့အတိုင်းဆွဲပြီးသွားပြီ။ဒါဆိုရင်ဆရာတို့ကတောင်ဖြတ်မြင်းနေဖြတ်လိုက်တဲ့အခါမှာ triangle ၄ခုရတယ်၊ trigonal ၄ခုရတယ်။ triangle OAB triangle OAB ဆိုတော့ ori of ကတ trigonal ပြီးတော့ရင် triangle OAD triangle OAD ဆိုတော့ဒီပစံက trigonal ၄ triangle OBC OBC ဆိုတော့ဒီ trigon လေးနောက်တော့ triangle OCD ဆိုတော့ဟောဒီ trigon လေးအဲ့တော့ trigon ဆရာတို့လေးခုအဲ့ trigon လေးခုကထပ်တူညီလားတဲ့လက်တွေ့ပြုလုပ်ပြီးဖြစ်ဆိုပါတယ်ဒါဆိုရင်ဆရာတို့ကထပ်တူညီညီလက်တွေ့သိရဖို့ဆိုဆရာတို့ပါလို့ရမလဲကကြီးလေးနဲ့ညှမ်းရမယ်ဟုတ်ပြီเนาะဒါဆိုဆရာတို့အခါတိုင်းလက်တွေ့စမ်းသပ်ချက်တွေလုပ်တယ်လို့ပဲသူတို့ရဲ့နာမည်လေးတွေဆရာတို့က copy ကူးမယ်အဲဒီ a လေးနာမည်ဒီဒီထဲမှာ a ဒီမှာလည်းပဲ a ဟောဒီ အန်ဂယ်ဘီလေးရလဲတဲထဲမှာပြီးနံပါတ်လေးတွေ twin တွေကိုထည့်နိုင်မယ် copy ယူလိုက်မယ်ဒီဟာအန်ဂယ်စီလေးရလဲဒီမှာလဲစီဒီမှာလဲစီဟိုလေးရလဲအကုန်လုံးမှ light ထဲပေါ့နော်ဟိုလေး light ထဲမှာပြီးအန်ဂယ်ဒီလေးရလဲဒီမှာလဲဒီဒီမှာလဲဒီဒါလို့တမီတွေစာရွက်လုံးမှာဆွဲထားတဲ့ပုံစံမှာ copy လေးတွေ light ထဲလိုက်ပါပြီးတော့ရင်ဆရာတော်ကကတ်ကြီးလေးနဲ့ဟောဒီ rom ဘတ်လေးရပပတ်လေးကတ်ကြီးလေးနဲ့ဒီတိုင်းမပါလို့လိုက်မလဲ ညှက်ချလိုက်မယ်ကကြီလေးနဲ့ညှက်ပြီးသွားရင်ဇာတို့ဟာတောင်ဖြတ်မြင်းနေတဲ့အတိုင်းလည်းပဲကကြီလေးနဲ့ညှက်လိုက်ရင်ဇာတို့ဟာ triangle လေးခုထွက်လာလိမ့်မယ်ဟုတ်ပြီနော်ဒါဆို triangle လေးတွေဇာကအယောင်လေးတွေခွဲပြီးချပြထားပါတယ် triangle လေးခုဒီလိုမျိုးရပါလိမ့်မယ်ဟုတ်ပြီနော်အဲ့ triangle ဒီမှာဇာတို့ကနာမည်လေး copy ယူထားတော့ triangle နာမည် copy လေးရေးသားလို့တမိတွင်မှာပါသွားပါလိမ့်မယ်အဲ့ဆိုအဲ့ triangle လေးတွေကိုမှဆရာတို့ကလောက်ကြည့်ရမလဲဆိုတော့ထပ်တူညီမြေဆရာတို့ကလက်တွေ့ဆန်းသက်မှာဖြစ်တဲ့အတွက်ဒါတို့တမိတို့ တပုံနဲ့တပုံမလုပ်ကြည့်ရမယ်ဆိုတော့ထပ်ကြည့်လိုက်ပါဟုတ်ပြီเนาะဒါဆိုဆရာတို့ထပ်ကြည့်လိုက်ရအောင် triangle လေးခုဒီပါဖြစ်ကြောင်းတွေ့ရမလဲထပ်တူညီကြောင်းတွေ့ရမယ်ဟုတ်ပြီเนาะဒါဆိုလက်တွေ့ပြုလုပ်ပြီးဖြစ်ဆိုပါဆိုတော့အဲကကြည်လေးနဲ့အဲ့လိုညံ့ညံ့ပြီးသွားရင်ပုံလေးထပ်ကြည့်ပြီးတော့ဒါသမီးကိုလက်တွေ့လုပ်ပြီးတော့ ဖြေဆိုပါဒါဆိုဒါလို့ပြီးတော့ဖြေဆိုတတ်မယ်လို့ဆရာယုံကြည်ပါတယ်အဲ့တော့သူကဓာတ်တူညီပါသလားလို့ပြောလို့ဆရာတို့ကမလုပ်ပါသေးလေဓာတ်တူညီပါသည်လို့ဖြေလိုက်ရုံပဲသူပေးထားတဲ့ triangle ကို OAB triangle OAD နဲ့ triangle OBC triangle OCD ကိုဓာတ်တူညီပါသလားလို့မေးတဲ့အတွက်ညီပါတယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ဓာတ်တူညီပါသည်ဆိုပြီးလို့ပြီးသွားရောဒါဆိုရင်ဆရာတို့ဟောဒီလက်တွေ့ပြုလုပ်ပြီးတော့ဖြေဆိုခိုင်းတဲ့နံပါတ်1လေးတအားသမီးတို့နားလည်မယ်လို့ဆရာယုံကြည်ပါတယ် ကဲဒါဆိုရင်ဒီနောက်ထပ်သင်ခန်းစာလေးတစ်ခုက1.7.1အနားတစ်ခုနဲ့ဒေါင်းတစ်ခုပေးထားတဲ့ run back ဆောင်လုပ်ဆွဲတာနီးအဲ့တော့ဆရာတို့ကအနားတစ်ခုနဲ့ဒေါင်းတစ်ခုပေးထားတာခုနက run back မှာဆရာတို့ကကိုတောင်းတမီတို့လက်တွေ့ဆန်းသက်ချက်မှာမိမိကြိုက်နေတဲ့အလျာအတိုင်းတားရင်မိမိကြိုက်နေတဲ့ degree နဲ့ဆွဲထားတာအခုကကြတော့ဆရာတို့ကကန်တက်ချစ်တွေပေးထားတော့မှအနားတစ်ခုပေးထားမယ်တောင်းတစ်ခုပေးထားမယ်သူပေးထားတဲ့အတိုင်းဆရာတို့က run back ကိုဆောင်လုပ်ဆွဲသားရမယ် ဒါဆိုရင်ဘယ်လိုစားလို့ဆွဲသားရမလဲဆရာတို့လေ့လာကြည့်အောင်ဥပမာဆရာတို့ကအနာတပကန်5 cm နဲ့နောက်တစ်ခုက50 degree ပေးထားတဲ့ round back ကိုစားလို့ဆွဲသားရမယ်ဆိုတော့ဒါဆိုရင်အနာတစ်ဖက် round back ဒီအနာလုံးလျားတူလာဖြစ်တဲ့အတွက်5 cm ဒီဆရာတို့ဆွဲရတော့မယ်ဒါဆိုရင်ဆရာတို့ဒီအဆင့်တဲ့မြန်မာ AB ပါလို့ဆိုမလဲ5 cm ကိုဆွဲရမယ်ဒါဆိုဆရာတို့ကပုံချမ်းလေးဆွဲမယ်ဆိုရင်တော့ဆရာတို့ကမလုပ်ရမလဲ အဲ rumble ပုံလေးဆွဲထားလိုက်မယ်ဗောဒီနာလေးမှာဆရာပုံချမ်းလေးဆွဲလိုက်မယ်အဲကောက်ပါပမာပုံချမ်းလေးဆိုပါတော့ဒါ room band နံပါတ်ပေးလိုက်မယ် ABCD ပေါ့ ABCD အဲ့တော့မှဆရာတော်ကငါဘာပုံစွဲရမှာလဲဆိုတော့တိမှာပုံညာစဉ်းစားကြည့်တော့မှာအဲ့တော့ AB လေးက5 cm ဆိုတော့သူက5 cm အဲ့တော့မှဆရာတော်ကဒေါင်းတောင်းကဘယ်လောက်တဲ့လဲ50 degree ဆိုတော့ဒါတို့တမီတော့ဆွဲမယ်ဟောဒီဒေါင်းလေးဒီဘယ်လောက်ဖြေရမလဲ50 degree ဖြေရမယ်ဒါဆိုရင်ဆရာတော်ကပုံကြမ်းလေးဆွဲလို့ရပြီ angle E မှာ50 degree ဖြေအောင်ဆွဲမယ်ဒါဆိုရင်ဆရာတော်လိုချင်တဲ့5 cm နဲ့ room back ကိုရမှာဒါကြောင့်ဆရာတော်မြင်ပိုင်းလေးပထမအဦးဆုံးဟောဒီမြင်ပိုင်း AB လေးကိုဘယ်လောက်ဆွဲရမလဲ5 cm ဆွဲရမယ် kalau selalu sesuai Oke, nah, saya harus 5 cm sesuai lain 5 cm နာမည်တစ်ခါလေးပေးလိုက်မယ်ပေါ့နော်ဒါဆိုဆရာတို့ AB 5 cm ไอเซนติเมตรပြီးသားပြီဒါဆိုဆရာတို့ပုံစံလေးထဲမှာဟောဒီ angle E ဒီဘယ်လောက်ဆွဲရမလဲ90ဒီဂရီဒါဆိုဆရာတို့တောက်တိုင်းဆွဲဝိုင်းကျန်လေးယူမယ် E ကနေဆွဲမှာဖြစ်တဲ့အတွက် A ကို level လေးမှာထားလိုက်မယ် ီးသားရင်ဒေါလန်တန်လေးဘီဘက်ကနေဆက်တော့90ဒီဂရီတန်းရမယ်ဒါဆို90ဒီဂရီဒီဟောလေးနားလေးမှာဖြစ်တဲ့ဒါဆိုရင်90ဒီဂရီနေရာလေးမှာအမှန်လီမှတ်လိုက်မယ်ပြီးသားရင်ဆက်တော့ပေတန်လေးနဲ့ဘာလို့လိုက်မလဲဆက်လိုက်မယ်90ဒီဂရီ ူသားပြင်း50ဒီဂရီအဲ့တော့ဆရာတို့ဆွဲလိုက်တဲ့မြင်းမှာနံပါတ်မရှိသေးဘူးဒါဆိုဒီမှာနံပါတ်ပေးရမယ်အဲ့တော့ဒါတို့တမီးတို့မိမိကြိုက်နှစ်သက်တဲ့နံပါတ်ပေးလို့ရတယ်ဟုတ်ပြီနော်ဆရာကတော့ဒီနေရာလေးမှာဆရာနံပါတ်လေး6လို့ပေးလိုက်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုအစင်းထဲမှာလည်းပဲဆရာတို့ကအဲ့ဒီတိုင်းလေးနံပါတ်ပေးပေါ့ကိုကြိုက်တဲ့နံပါတ်ပေးပေါ့နော်ဒါဆိုဆရာကဒီမှာပေးစဉ်50ဒီဂရီကိုဘာလို့ပြီးသားလဲဆွဲပြီးသားပြီဒါဆိုဆရာတို့ကဒီမှာအင်္ဂလီဒီပလာလဲ50ဒီဂရီတခါလေးရေးလိုက်မယ် ဟောဒီတောင်းတတော့ပြီးသားပြီဒါဆိုဆရာတို့ဟာ roadmap ဒီအနားလုံးတူညီတာဖြစ်တဲ့အတွက်ဆရာတို့ကဘာလို့ရမလဲအဲဒီဆရာတို့ဆွဲထားတဲ့ hori exact ကိုဘာလို့ရမလဲပိုင်းရမယ်ဟုတ်ပြီနော်အဲ့တော့ဘယ်လောက်ပိုင်းရမှာလဲဆိုဆရာတို့ဆွဲပေးထားတဲ့အနားက5 cm လို့ပြောတဲ့အတွက်ဆရာတို့5 cm ပိုင်းရမယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့ထောက်ချွန်လေးယူလိုက်မယ်ပြီးသားရင်ဆရာတို့5 cm ပြီးရင်မှာတော့တိုင်းမယ်ပြီးရင်ဆရာတို့ဘိုင်းဖြန်လိုက်မယ်မိုဘိုင်းလေးနဲ့ဘိုင်းဖြန်လိုက်မယ်တိကျပါ ဟုတ်ပြီเนาะနောက်ဆုံးဆရာကတော့ဒိုင်းတာလေးပေါ်ရဲတွေဒီတိုင်းလေးပဲဆရာကထောက်ချုံလေးကို5 cm တိုင်းလိုက်မယ်။ဩော်5 cm တိုင်းပြီးတော့ဆရာတို့ပိုင်းဖြန်လိုက်မယ်။ဩော်ဝမ်းမိုင်းလေးနဲ့ပိုင်းလိုက်ပြီးပါဆိုဆရာတို့ AD လေး5 cm ရသွားပြီ။ပါဆိုဆရာကသူ့ကို D လိုနာမည်ပေးလိုက်မယ်။ဖြန်မှန်ကလေးအားဖြန်လိုက်တော့နာမည်တလုံးရပြီ။ D လိုပေးလိုက်မယ်။သူဒီလည်း5 cm ပဲ။ဩော်ဒါဆိုရင်ဆရာတို့၄အစင်းနဲ့ဒီ ပြီးသွားပြီဟုတ်ပြီเนาะဒါဆိုဆရာတို့နောက်ထပ်ဘာလေးဆက်ဆွဲရမလဲအနားလုံးညီတာဖြစ်တဲ့အတွက်သူ့ရဲ့မြင်းပြိုင်လေးတွေပဲဆရာတို့ကဆက်ပြီးတော့ဆွဲရုံပဲဟုတ်ပြီเนาะဒါဆိုဆရာတို့ကဟောဒီမှာ B ကိုပို့ပြပြီးတော့လဲ5 cm D ကိုပို့ပြပြီးတော့လဲ5 cm ပိုင်းလိုက်မယ်ဆိုရင်ဆရာတို့လိုချင်တဲ့ဘာကိုရပြီလဲ round back ပုံလေးရပြီပေါ့လွယ်လွယ်လေးပဲဟုတ်ပြီเนาะဒါကြောင့်သားတို့သမီးတို့မိမိကြိုက်တဲ့နေရာလေးကနေဆက်ဆွဲလို့ရတယ် B ကိုပို့ပြပြီးပဲရင်ဆွဲဆွဲ D ကိုပို့ပြပြီးပဲရင်ဆွဲဆွဲကြိုက်တော့ဆွဲလို့ရပါ ဲ့တော့ဆရာကဒီကိုပို့ပြီးတော့5 cm ဝန်းပိုင်းလေးဆွဲလိုက်ပါမယ်ဝန်းပိုင်းလေးရဲ့ဖြစ်မှတ်လေးကဘယ်နာမှာဆုံးမမှန်မသိတဲ့အခါတော့ဝန်းပိုင်းလေးကိုကြီးကြီးလေးဆွဲလိုက်ပြီးတော့တော့ကဘီကိုပို့ပြီးပြီးတော့လဲဝန်းပိုင်းလေးပထမမူလဆွဲထားတဲ့ဝန်းပိုင်းလေးကိုတွားပြီးတော့ပိုင်းဖြတ်လိုက်မယ်ဩဝန်းပိုင်းတစ်ခုဖြတ်တော့ဆရာတို့ဖြတ်မှတ်တစ်ခုရရဲနံပါတ်ပေးလိုက်မယ်သူ့ကိုဒီမှာဆိုတော့ C လို့ပေးရမှာဆိုတော့ C လို့ပေးလိုက်ကဲဒါဆိုဆရာတို့ဆက်လိုက်မယ်ဆိုရင်ဒီနဲ့စီနဲ့ဆက် C နဲ့ B နဲ့ဆက်ရင်ဆရာတို့လိုချင်တဲ့အနားတစ်ဖက်နဲ့ဒေါင်းထောင်ပေးထားတဲ့ run back ပုံဆရာတို့ရရှိပြီဖြစ်ပါတယ်။ဒါဆိုရင်သားတို့တမီတို့အာဒေါင်းထောင်နဲ့အနားတနာနဲ့ဒေါင်းထောင်ပေးထားတဲ့ run back ဘယ်လိုဆွဲရမလဲဆိုတာနားလည်မယ်လို့ဆရာထင်ပါတယ်။ဟုတ်ပြီနော်ဒါဆိုရင်သားတို့တမီတို့လေ့ကျင့်ခန်းတွေကနံပါတ်1ဟုတ်ပြီနော်နံပါတ်1ဒီဆရာတို့က 4 cm ရှိတဲ့အနားတစ်ဖက်ဆိုတာအနားတစ်ဖက်ပေးထားရတယ်80 degree ရှိတဲ့ down down ဆိုတာအဲဆရာတို့ခုနကဆွဲထားတဲ့90 degree နေရာလေးမှာ80လေးပြောင်းသွားရတယ်5 cm နေရာလေးမှာ4 cm လေးပဲပြောင်းသွားတာဖြစ်တယ်ဆွဲနည်းလေးကတော့အတူတူပဲဖြစ်တယ်ဒါကြောင့်သားသမီးတို့လက်တွေဆွဲကြည့်ပါဟုတ်ပြီเนาะဒါကြောင့်ဒါလေးကိုပါယူသွားမလဲ home once ယူသွားပေးပါเนาะခုနကဆရာဆွဲပြတဲ့နမူနာ5 cm လေးမှာပါလိမ့်မယ်ကွာတော့မလဲ 4စင်တီမီတာလေးပဲကွာသွားမှာဟောဒီတော့50စင်တီမီတာဆွဲတဲ့နေရာလေးမှာဘလောက်ပဲကွာသွားမှာနော်ဒီနေရာလေးမှာ80ဒီဂရီလေးတန်းရမှာပဲရှိတာအတူတူပဲဒါဆိုဆွဲတတ်မယ်လို့ဆရာကြီးပြောပါနော်ဒါဆိုဆရာတို့နောက်ထပ်တစ်ခုပါရအောင်ပါနံပါတ်4ကဲနံပါတ်၄လေးကြည့်အောင်ပါ အနာတပည့်10စင်တီမီတာရှိပြီးတော့တဲ့ဆရာတော်ကဒေါင်းတောင်းက60ဒီဂရီရှိတဲ့ရွန်ဘက်ကိုဆွဲပါတဲ့သူကအတူတူပဲခုနကလိုပဲဆရာတော်ကခုနက5စင်တီမီတာဆွဲတယ်ဒီတခါ10စင်တီမီတာ10စင်တီမီတာလေးပဲပို့သွားတယ်ခုနကဆရာနမူနာဆွဲပြတာမှာတောင်းက90ဒီဂရီအခုပုံစံလေးမှာက60ဒီဂရီ10ဒီဂရီလေးပဲပို့တာဖြစ်တဲ့ဆွဲနည်းလေးကအတူတူပဲဖြစ်တယ် အာပြီးတော့သူဟာဆာလုတ်ဆွဲသားနေအစင်းစင်းကိုပေါ်ပြပါဆိုတော့ဆရာနမူနာရေးပြတဲ့အတိုင်းလိုပဲတာလို့သူမျိုးတော့မိမိဆွဲသားတဲ့အတိုင်းကိုအစင်းနေရေးလိုက်ရုံပါပဲဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့နံပါတ်လေးလေးဆရာနဲ့အတူတူဖြေလိုက်ရအောင်ဟုတ်ပြီနော်ဒါဆိုဆရာတို့ကနားတစ်ဖက်က6စင်တီမီတာရောဘတ်နံပါတ်ဒီအတိအကျ ABCD အစသဖြင့် BQRS မပေးထားဘူးမပေးထားတဲ့အတွက်တာလို့သူမျိုးမိမိကြိုက်နေတဲ့တဲ့မိမိကြိုက်နေတဲ့တဲ့နံပါတ်တွေပေးလို့ရပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ပေးထားချက်လေးတွေရေးလိုက်မယ် အနာတစ်ပြည့်ပြီးထားတယ်တောင်းတတောင်းပြီးထားတယ်နာမည်ကတော့ဆွေသားဘူကတော့ဒီနေရာမှာတာလို့သူမျိုးဂျိုက်တဲ့နာမည်ပြီးပါဟုတ်ပြီနော်အဲ့တော့အဲဤကနေ city တဲမှာမိမိဂျိုက်နေတဲ့နာမည်လေးပြီးလို့ရပါတယ်ဆရာကတော့ ABCD လို့ပဲပြီးလိုက်တယ်အဲ့တော့ကိုဆွေသားမယ် run by ရဲ့နာမည်လေးရေးလိုက်မယ်ပြီးသားရင်ဆွေသားချင်းဆိုပြီးဆွေသားချင်းရဲ့အောက်မှာပုံဆွဲမယ်ပြီးတော့အဆင့်နေရေးမှာဖြစ်တယ်အဲ့ဒါဆိုဆရာတို့အဆင့်တဲ့မြန်မာ AB 10 cm ကိုဆွဲပါမယ် အစိုးဆရာတို့ပေးရန်လေးယူလိုက်မယ်တခါလေးယူထားလိုက်တော့မယ်ဟုတ်ပြီနော်တခါလေးဒါတိုင်းစဝန်ရန်လေးရောကိုယူထားလိုက်တော့မယ်ကဲဒါဆိုဆရာတို့6စင်တီမီတာဆွဲရအောင်6စင်တီမီတာနမပြလိုက်မယ် AB 10စင်တီမီတာအော်ပြီးသွားပြီဒါဆိုရင်ဆရာတို့ကဒေါင်းလုံးတောင်းက60ဒီဂရီတဲ့ဒါဆိုရင်ဟောဒီ angle A မှာဘယ်လောက်ဆွဲရမလဲ60ဒီဂရီဆွဲရမယ်ဒါကြောင့်ဆရာတို့တွေဒီ angle A လေးကနေဆရာတို့60ဒီဂရီဆွဲပါမယ်အဲ့တော့အီမှာစင်တာဘိုလေးသွားထားမယ် ဒါလက်တန်လေးရှိရဲ့ B ဘက်ကနေတိုင်းရမယ်။ဟောဒီလက်ဝဲဘက်ကနေသွားတိုင်းလို့ရှိရင်မားတယ်နော်။ဒီလက်ရပဲဒါလက်တန်လေးကနေမှနှစ်ခုဒါလက်တန်လေးနှစ်ခုမှဆရာတို့ကဗာပြင်ပါလေ။ down ဖြစ်မှာဟုတ်ပြီနော်။ဒါကြောင့်ဒါလက်တန်လေးရှိတဲ့ဟောဒီ B ဘက်ကနေဆရာတို့ကတိုင်းမယ်။60ဒီဂရီဆိုတော့60နေရာလေးမှာဆရာတို့ကအမှန်မှန်လိုက်မယ်။ပြီးတော့ရင်အဲ့ဒီမှလေးတိုင်းမြင်းကိုဆက်လိုက်မယ်။ 60ဒီဂရီပေါ့နော်60ရောက်ပါကဲဆွဲလိုက်ပါပြီ60ဒီဂရီ။ဟောဆွဲပြီးသားပြီ။ဒါဆိုအဲ့ဒီမြင်းမှာနာမည်လေးကိုကြိုက်တဲ့နာမည်ပေးလို့ရတယ်။ဆရာကဒီမှာဖီလို့ပေးထားတာဖြစ်တဲ့အတွက်ဆရာကဖီလို့ပေးလိုက်မယ်။ ဒါလို့တမီးတို့ကိုကြိုက်တဲ့နာမည်လေးပြီးလို့ရပါတယ်အဲ့တော့60ဒီဂရီဆွဲလိုက်တာဖြစ်တဲ့အတွက်60ဒီဂရီတခါလဲထည့်လိုက်မယ်ဟုတ်ပြီသားပြီရောမက်ဒီအနာအလုံးတူတာဆိုတော့ဆရာတော်က10စင်တီမီတာပိုင်းပြမယ်ဒါကြောင့်အီကူပိုပြူပြီးတော့10စင်တီမီတာပိုင်းပါမယ်အဲတော့ဆရာတော်ဆွဲထားတဲ့ EP မြင်းပေါ်မှာ10စင်တီမီတာပိုင်းလိုက်မယ်နာမည်ပေးလိုက်မယ်ဒီလို့နာမည်ပေးလိုက်မယ် သူကလည်း10 cm ဩဒါဆိုရင်ဆရာတို့ဒီ round bat ဒီပြိုင်တာဘုလားမြင်နေရှင်းဆိုင်နေရဒါဆိုရင်ဆရာတို့ဒီ DO4 ပြူပြီးတော့လဲဘလားလဲ10 cm ဝန်းပိုင်းလေးပိုင်လိုက် BO4 ပြူပြီးတော့လဲ10 cm ဝန်းပိုင်းလေးပိုင်လိုက်အဲဆိုရင်ဆရာတို့လိုချင်တဲ့အနာတနာနဲ့တောင်းတောင်းပေးထားတဲ့ room bat လေးကိုရရှိမှာဖြစ်ပါတယ်။ဩော်ဒါလေးပိုင်းလိုက်ပါ မိုဘိုင်းတစ်ခုဖြတ်တဲ့အခါမှာအမှန်တမှန်ရပြီသူ့ကိုစီလို့ပေးလိုက်မယ်။ဟောပြီးတော့ဒီနဲ့စီနဲ့ပေးတာလေးနဲ့ဆယ်ဆရာတော်ဒီတိုင်းလေးပဲဆွဲလိုက်တော့ပါနော်။အဲတော့ဒီနဲ့စီနဲ့ဆယ်စီနဲ့ပြီးနဲ့ဆယ်။ဟောဒါဆိုရင်ဆရာတို့ဘာရပြီလဲ။အနာတစ်ဖက်နဲ့တော်တော်ပေးထားတဲ့ run back လေးရရှိသွားပါပြီ။ဒါဆိုဆရာတို့ကဆရာတို့ဆွဲထားတဲ့အားလေးကိုအစင်လိုက်ယူလိုက်ရင်ဟောရတော့ပါပြီ။ ဲဒါဆိုရင်ဆရာတို့လိုချင်တဲ့ ABCD ကဆရာတို့လိုအပ်တဲ့ roadmap ပုံလေးရရှိဖြစ်ပါတယ်။ကဲဒါဆိုရင်လေ့ကျင့်ခန်းလေးရေးလည်းနားလည်မယ်လို့ဆရာယုံကြည်ပါတယ်။အနာတနာနဲ့တောင်းတောင်းပေးထားတဲ့ roadmap တွေကိုဘယ်လိုစာလုပ်ဆွဲသားရမလဲဆိုတာဒါတို့တမီတို့ဆွဲတန်းလောက်ပါပြီနော်။ဒါဆိုရင်ဆရာတို့ဒီနေ့လေ့လာရတဲ့သင်ခန်းစာလေးက roadmap တွေပါလို့ချင်းနဲ့စာလုပ်ဆွဲသားခြင်းဖြစ်ပါတယ်။ အဲ့ဆိုရင်ဆရာတို့သင်ခန်းစာလေးကဒီမှာပြီးသွားပါပြီအဲ့တော့ဆရာပြောနေကြတဲ့အတိုင်းပဲစကားလက်ဆောင်လေးပါဒီနေ့ရဲ့စကားလက်ဆောင်လေးကဘာဖြစ်မလဲပညာရှိလည်းရင်းနဲ့ဘေးရန်ရည်ကိုကျော်လွှားနိုင်တယ်အဲ့တော့ဆရာတို့ဘေးရန်ရည်ကိုကျော်လွှားဖို့ဆိုတာဘေးရန်ရည်ကိုကျော်လွှားနိုင်တယ် ပညာရှိမှပဲဖြစ်ပါမယ်။ဒါကြောင့်တအားတို့သမီးတို့အဲပညာရှိလည်းရေဘေးရန်ရေကိုဘလို့ကြောလွားလဲဆိုတာစာအုပ်လေးဒီဖတ်စီချင်ပါတယ်။တအားတို့သမီးတို့ဒီဆရာမိပါတို့ထင်တစ်ဆင့်မြင်အောင်ကြိုးစားနိုင်တဲ့ကျောင်းသားကျောင်းသူလေးများဖြစ်ကြပါစေ။ Bye bye ။